ဆက်တစ်စေးကန်းတွေကိုဘယ်အချိန်မှာအကွာသင့်ဆုံးလဲဆိုတာသိလား discount ချတဲ့အချိန်မှာကျတော့ဒီနေ့သွားမယ် elegant new ကသူတို့ဆိုင်ခွင့်ပွဲတစ်နှစ်ပြည့်အထိမ်းအမှတ်နေနဲ့သူမှရှိရ treatment အကုန်လုံးကို up to 50% discount ပေးနေအဲ treatment တွေထဲမှာဒီလုတ်ချင်တဲ့ high food က90ရာခိုင်နှုန်းရပါတယ်အမြင့်ဆုံးပဲအမြင့်ဆုံးပဲ high food ဆိုတာတော့ဒီတို့အရင်နှစ်တည်းကလုတ်ခဲ့တဲ့ရိုးရိုးပါ normal high food မဟုတ်ဘူးတကယ်ကိုရီးယားမှာအခုလက်ရှိအရန်ခက်စားနေတဲ့နောက်ဆုံးပေါ့ เนาะ shrink universe လို့ခေါ်တဲ့ဒီမျိုးစားရဲ့မှာပါတယ်ကွာ ultra formal high ho ကိုလုတ်လို့ရမှာအဲ့တော့90အကိုင်းလုံးရရတဲ့အချိန်မှာမလုတ်ဘူးဆိုတော့ကျွန်မအရန်ညံ့လို့ပဲ let's go ရောက်ကြဒီစေးကန်းကဒီလိုမျိုးတဲတကုံလေအဲ pantra လမ်းမှာရှိတယ်ဒီမှာဟာရောက်ရောက်ပရိုမိုးရှင်းလေးရှိရဆိုလို့လေအာဘာထရီမန့်လေးကြီးရလဲမသိဘူးပရိုမိုးရှင်းနဲ့ ဟိုင်ဟူကဒီဈေးကမ်းမှာအချက်ရည်နဲ့သွားတာကတစ်ချက်ကိုမြန်မာငွေ3000 အဲ့တော့အခု90ရာရင်းနှုန်းနဲ့ဆိုလို့ရှိရင်1500နှုန်းနဲ့ပြစ်လို့ရတယ်ပေါ့နော်အဲ့တော့မျက်နှာတစ်ခုလုံးကပြစ်မယ်ဆိုလို့ရှိရင် ပုံမှန်လူတစ်ယောက်ကအချက်ရေ300နေပြီးတော့900ချားပေါ့နော်ကိုမျက်နှာပေါ်မူတည်ပြီးတော့အဲ့ချားထဲမှာပဲပြစ်လို့ပြစ်လို့ရှိကြတယ်ပေါ့နော်အဲ့တော့ကိုကအချက်ရေ300လောက်ပြစ်မယ်ဆိုလို့ရှိရင်ပုံမှန်ဈေး6သိန်းလောက်ကြမယ်ဟာကအခု90ရာခိုင်နှုန်းနဲ့ဆိုလို့ရှိရင်4သိန်းခွဲပဲကြမယ်ဟိုမှာကိုထားပါဦးကွာကိုကမင်းစီလေးပဲအစီရှိတယ်မင်းနှစ်ထပ်ဖြစ်နေတယ်ဒီနားလေးပဲကွက်ပြီးပြစ်ချင်တယ်လို့ဆိုလို့ရှိရင်အချက်ရေ150လောက်နဲ့ပြစ်လို့ရတယ်ပုံမှန်4သိန်းဝန်းကျင်လောက်ကြမှာလေ2သိန်းဝန်းကျင် လောင်းနဲ့ပဲ high food ပြည့်လို့ရမယ်။အဲ့တော့ဒီ ultra former mpt high food ကို2သိန်းတို့4သိန်းခွဲတို့နဲ့ပြည့်လို့ရတဲ့အခွင့်အရေးရတော့အများတိုင်းရနေမှာမဟုတ်ဘူး။ဒီ6လပိုင်းတစ်လတည်းပဲရမှာ။အဲ့တော့ဒီစေကန်းကို6လပိုင်းအတွင်းမြန်မြန်လာလာပြီးလို့ရှိရင်ကိုဘနဲ့ချိန်လောက်လိုအပ်လဲဆရာဝန်နဲ့ဆွေးနွေးပြီးတော့တခါတည်း package ကိုဒီဈေးနဲ့ဖြတ်ပြီးတော့ဝယ်ထားရင်တော့တန်ဆုံးပဲ။ high food ကိုဒီလိုဈေးနှုန်းမျိုးနဲ့ဘဝမှာတစ်ခါမှမကြားခဲ့ဘူး။အဲ့တော့ဒီနေ့ high food မှမလုပ်ရင်တော့ယောက်ျားငါတို့မတန်ဘူး။ဆရာမင်္ဂလာပါ။ဟုတ်ပါပါဆရာ။ ရီတို့အရင်တော့ပြက်တဲ့ high food ဆိုလို့ရှိရင်ရီဆိုလို့ရှိရင်350လောက်ပြက်တယ်စိန်ပြိုးဆိုလို့ရှိရင်အချက်ကြီး900ကြည့်အောင်ပြက်ကြတယ်အခုဒီ ultra former mpd မှာကြတော့ရီတို့ဘာဖြစ်လို့အဲ့လိုအချက်ကြီး200 300လောက်နဲ့အဆင်ပြေတာလဲအဆင်ပြေတာဘာလဲဆိုတော့ဒီ ultra former mpd ကကြတော့သူ့ရဲ့ generation မှာ latest generation လည်းဖြစ်တယ် ultra phone မှာ 3p mpd လာဆိုတော့တော့နောက်ဆုံးပဲသူက technology က micro bus technology ကိုသုံးထားတဲ့အတွက်တခြားဟာတွေပိုပြီးလဲလျင်မြန်နေပြီးတော့သုံးရတဲ့အချက်ကြီးကလည်းနည်းသွားတယ် effect ကလည်းပုံများတာပေါ့နော်သူကဟုတ်ရေရတော့ဟိုမှာ high four ပြဖို့အတွက်ထုံစေးလိမ့်လို့ပြင်ဆင်နေရပေါ့နော်ဒီ elegant new မှာကျွန်တော်အရန်လောက်ကျင်နေနောက်တစ်ခုရှိရဲအဲ့ဒါ weight loss program ပေါ့နော်ဒီ weight loss program ကဘယ်လောက်ကျန်လဲဆိုတော့ရှင်တကယ် တတိမိမိလောက်မယ်ဆိုတော့ရှင်တလကို9ပေါင်ကနေပြီးတော့မှ15ပေါင်လောက်ပေးကြပေါက်ကြရကွာအဲ့အဲ့ weight loss program ကလည်းဒီမှာ discount ရှိရယ်တော့ဆယ်50% discount ပုံမှန်ဆိုလို့ရှင်ကွာတလကိုသိန်း20ကြမှာအော်လက်ရှိ10သိန်းနဲ့ပေးနေတယ်ပြီးရင်နှစ်လစတိုက်ယူမယ်ဆိုလို့ရှင်လည်းသူက meal plan မှာသူက free လက်ဆောင်ပေးမှာပေါ့နော်ဟောအဲ့လောက်ပိန်ွားတာတော့ဖြစ်ချင်တာမိမကြီးညာ weight loss program မှာ join လိုက်ရင်ကောင်းမှတဲ့နော် join လိုက်တာကြပါဗျာဟမ် ီဖီသွားခြင်း reset ကလေးပါ high food ကတော့လေအဲ့လိုချက်ချင်းတိရတာမျိုးတော့မဟုတ်ဘောเนาะသူကတလားလောက်နေတော့မှသူရဲ့ reset အမှန်တိရတာဗောเนาะအဲရရဲ့အရင်ပုံနေဆိုလို့ရှိရင်အရင်နှစ်ပိုင်းကပုံနေပြန်ကြည့်ရင်တိလိုက်မယ်။ရမျက်နှာ၄000နဲ့အဲ့လိုမျက်နှာပြဲရတယ်မှာပါတယ်။အခုဆိုလို့ရှိရင်ရမျက်နှာလေးတဖြည်းဖြည်းနဲ့လေးလိုချက်ပြီးတော့လေတွယ်တွယ်လေးဖြစ်လာပြီပေါ့နော်။အဲ့တော့မျက်နှာလေးသေးကျက်တဲ့အခါကျတော့လူကလည်းနည်းနည်းနှုတ်တလို့ဖြစ်တာပေါ့လေ။ဆက်လေးရှင်းလာအောင်မယ်။ဟုတ်ညီမလေးဘယ်လောက်ကြာတယ်မသိဘူး။အဲရကအခုဒီ jaw line ပဲလောက်ထားတာပေါ့နော်။ အချက်200လောက်ကတဲ့ဟာမှာမူရင်းဈေး6သိန်းကိုဦးကြီးက3သိန်းပဲကြတယ်။စိန်ဖြိုကကြတော့သူကတပည့်ချင်းလေးပါပါတဲ့အခါကျတော့သူကအချက်ရေ300လို့တော့သူက4သိန်းခွဲကြတယ်။အဲ့တော့အားလုံးပေါင်း15သိန်းကြတာကို90ရာခိုင်နှုန်းနဲ့ discount လျှော့လိုက်တော့2ရောက်ပေါင်းမှခဏသိန်းခွဲပဲကြာတယ်။ဒါပေမဲ့အချက်ရရတော့လေဟိုတရတီပြောလို့မရဘူးနော်။ကိုကိုတိုင်းလာတဲ့ခါကျတော့မှဆရာဝန်နဲ့ဆွေးနွေးပြီးတော့မှကိုလိုအပ်တဲ့အချက်ရကိုဟိုသိနိုင်မှာပေါ့နော်။ရီတို့ဒီလောက်လောက်လို့ဒီလောက်လောက်ရမယ်လို့မဟုတ်ဘူး။ဟုတ်။ကေပီလေးကပြောလိုက်မှာနော်။ဟုတ်ကဲ့။ အဲ့ဒါချောင်းချောင်းချောင်းလာဝါရီလာဝါရီယောက်ျားကုစအော်ဒီစေကန်ကလေကတရားဝင်လိုက်စင်ရတာပြီးသားစေကန်ပေါ့နော်အစတက်စ်စေကန်နေသွားမယ်ဆိုရင်ဒီစေကန်ကတရားဝင်ဖြစ်လာလိုက်စင်ရတာဆိုအမတန်အရေးကြီးရဲ့ပြီးရင်ဒီမှာဆရာဝန်လေးကလည်းအများကြီးပဲအကုန်လုံးကလည်းအတွေးကြုံရင်းနေဆရာဝန်လေးပဲပြီးတော့ခွဲစိတ်မှုတွေပါလေလုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေစေုံတွေကခွဲကန်းနေမှာဟောစနစ်တကြနဲ့လောက်တာဆိုတော့ခါကြတော့အရန်ကိုစိတ်ချရတယ်ဆရာဒီနေ့ကတော့ရေတော့ဟိုက်ဖူလုပ်ပြီးတော့ ကျင်းရသွားပါပြီအဲအားလုံးပဲတက်တာပါ